ဝန်းကျင်ရဲ့လေးစားမှုတန်ဖိုးထားမှုမျက်နှာမှုကိုရားကျင်တယ်ဆိုလို့ရှိရင်အဓိကကိုယ့်ရဲ့စိတ်ကအစင်တမ်းမြင့်မှုလို့ရတယ်။ဟုတ်တယ်မို့လား။တော့ကိုယ့်ရဲ့စိတ်ထဲမှာလိုလားတောင့်တမှုတွေမက်မောမှုတွေလောဘတွေဟုတ်လားဒါတွေမကြည့်ဘူး။ဟုတ်လား။ကြောက်ကြခြင်းတဲ့စိတ်တွေထင်ရှားခြင်းတဲ့စိတ်တွေအရေးပါလွန်ခြင်းတဲ့စိတ်တွေမကြည့်ဘူး။အဲ့ဒါတွေကြည့်ရင်ထင်သေးတာပဲလေ။ဟုတ်တယ်မို့လား။မနာလိုမှုတွေဝန်တုံမှုတွေမကြည့်ဘူး။ ော့ဒေါသတွေမကြီးဖို့ဒေါသကြီးရင်လည်းပဲမလေးစားနိုင်ဘူးเนาะမဟုတ်ရစိတ်တုံနေရင်လည်းပဲကြာရင်မရဘူးဟုတ်လားအဲ့လိုမျိုးအမျိုးမျိုးစိတ်ရဲ့အရည်အသွေးတွေမြင့်မားမှပဝန်းကျင်ရဲ့လေးစားမှုတန်ဖိုးထားမှုအရာရောက်မှုဆိုတာရတာအဲ့တော့အဲ့ဒီစိတ်ရဲ့အရည်အသွေးဆိုတာလည်းပဲအခုမှထပ်ပြီးတော့တခါလေရလိုက်ချင်တာဟဲ့ဆိုလို့လည်းပဲအဲ့လောက်လိုတဲ့ကိစ္စမဟုတ်ဘူးဟုတ်လားအတိတ်ကာလကအခုပြောခဲ့တဲ့ဒါနတို့သီလတို့တမာတိတို့ပညာတို့ဒီကောင်းမွန်တဲ့မွန်မြတ်တဲ့เนาะအရာတွေကို နော်ကိုယ့်ရဲ့တန်တန်မှာဖြစ်အောင်အလေးအကျင့်အလေးအလာတွေအများကြီးလုပ်ခဲမှဒီဘဝမှာမွန်မြတ်တဲ့စိတ်ကလေးတွေကလွန်လွတ်တကူရတာဟုတ်လားဒါကြောင့်ဒီဥစ္စာပစ္စည်းနဲ့ပြည်သူချင်းကျမ်းမာရေးကောင်းခြင်းဘာခြင်းအစရှိတဲ့ပေါ်လွင်ထင်ရှားတဲ့မြင်သာတဲ့အရာတွေကိုပဲလူတွေကအင်းအတိတ်ကံမမူတည်တာသူတို့ကအတိတ်ကံမဟုတ်သူတို့ကအတိတ်ကံကောင်းတယ်ဟာစိတ်စိတ်သဘောထားကောင်းခြင်းစိတ်သဘောထားမကောင်းခြင်းဆိုတာလည်းပဲအတိတ်ကံမှာမူတည်သေးတယ်လို့ဥယင်ကတော့မြင်တယ်ဟုတ်လား အဲ့ဒီအချက်ကလေးကိုစဉ်းစားဖို့လိုတယ်ဟုတ်လားဒါကြောင့်ကိုကဟိုဒီနေရာမှာအတိတ်ကံကြီးထိုင်ပြီးတော့အာကုနေဖို့လို့တော့ပြောတာတော့မဟုတ်ပါဘူးဒီဘဝမှာလည်းပဲဒါမျိုးဆိုပါရဲ့ဒီလိုဟောတာတာအလွန်မှန်ကန်တဲ့တရားတွေကိုကိုသိရတယ်။အော်ငါရဲ့စိတ်တက်ကညံ့ဖျင်းလို့ရှိရင်ဒါငါရခြင်းနဲ့เนาะအကျိုးရလတ်တွေကိုရမှာမဟုတ်ဘူး။ငါရဲ့စိတ်ကိုကောင်းမွန်ငါကြိုးစားမယ်ဆိုတဲ့နပြုပြင်မှုထိမ့်သိမ့်မှုကလည်းပဲအများကြီးအရာမရောက်ဘူးလား။အများကြီးရာရောက်တယ်เนาะဒါကတော့ဦးဇင်းတို့ အရိပိစ္ဆပြိဝါဒဆိုတာလေး ਨੇ ပတ်သက်ပြီးတော့ပြောတာဒီမှာတော့မြတ်စွာဘုရားကဒါနသီလတမာတိပညာရွှေအိုးလေးလုံးကိုမြှုပ်နှံမယ်ဆိုလို့ရှိရင်ဒီအကျိုးရလက်ကိုရရှိနိုင်တယ်လို့အတိလင်းတော့ဟောထားတယ်ဟုတ်လား